laptop စကန်နဲ့ကိုဝယ်မယ်ဆိုရင်တော့ကျွန်တော်ဒါတွေကိုကြည့်ရမှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ tab manager ကိုခေါ်ပြီးတော့ကျွန်တော် CPU တွေဘယ်လောက်လဲ RAM တွေဘယ်လောက်လဲဆိုတာကိုကြည့်ရမှာဖြစ်ပါတယ် task manager တွေက performance နဲ့ကိုတွားပြီးတော့ကြည့်ရမှာဖြစ်ပါတယ်ခင်ဗျာ performance နဲ့မှာဒီမှာဆိုရင် laptop ရဲ့ monitor တွေမြင်ရမှာဖြစ်ပါတယ် ဒီ laptop ရဲ့ model ကတော့1110 i5 ဖြစ်ပါတယ်ခင်ဗျာ memory နည်းနည်းကတော့16ကိုထည့်ထားတာဖြစ်ပါတယ်ဒီမှာဆိုရင် slot u ဆိုတာကတော့ run ကတစ်ခုပဲစရရသေးတာဖြစ်ပါတယ်ခင်ဗျာ နောက်တစ်ခုထပ်စရင်ရရသေးတယ်ဆိုတဲ့အကြောင်းကို 1 or 2ဆိုတာကိုပြထားတာဖြစ်ပါတယ်ခင်ဗျာဒီစီရို wifi gpu ဒါလေးကိုဆက်ရမှာဖြစ်ပါတယ်ခင်ဗျာ ားတော့ငါမအောင်လေးလားဒီမိကသာ